င်္ဂလာပါရှင်တန်လွင်တိုင်းမြေတနေ့တာနောက်ဆုံးရသတင်းများစူးစီးမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမချီလီပါဒီကနေ့2025ခုနှစ်မေလ10ရက်နေ့အတွက် တင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့ဂရိတ်မှာလက်နက်ကြီးကြလို့လှိုင်းခွေចောင်းထိုင်စရာတော့ပြန်လည်တော်မူတဲ့သတင်းနောင်ချိုမှာစစ်တပ်လက်နက်ကြီးကြောင့်ကလေးငယ်တအူအပါအဝင်ဒေသခံလေးဦးသေဆုံးတဲ့တွင်ပလောမြို့မှာရဲစခန်းဝင်တိုက်ခံရလို့ဒူရဲအုပ်အပါအဝင်နှစ်ဦးသေဆုံးတဲ့တွင်အပါအဝင် နိုင်ငံတကာသတင်းမှာတော့ ICC မှာအဖမ်းခံထားရတဲ့ဒူတာတေမျိုးတော်ဝင်ရွေးကောက်ပွဲဝင်ပြိုင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကင်ဂျီနယ်ကော့ကရိတ်မြို့နယ်လှိုင်းကွယ်ကြေးရွာမှာလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်လှိုင်းကွယ်ကျောင်းထိုင်ဆရာတော်ပြန်လည်တော်မူခဲ့တယ်လို့ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေကတန်လွင်တိုင်းကိုပြောပါရယ်။မနေ့မေလ9ရက်နေ့မနက်10:00နာရီအချိန်ခန့်မှာ လိုင်းခွေကြီးပါဘုံကြီးចောင်းပေါ်ကိုလက်နက်ကြီးတလုံးကြားရောက်ပောက်ကွဲခဲ့ပြီးចောင်းပေါ်ရှိနေတဲ့ဆရာတော်မိုင်းစာထိမှန်တရားရရှိခဲ့ပါတယ်။အဲနောက်လက်နက်ကြီးကြီးစာထိမှန်ခဲ့တဲ့တပ်တော်56နှစ်အရွယ်ចောင်းထိုင်ဆရာတော်ဥတုဇာတကိုစေယုံတို့ပို့ဆောင်စဉ်လမ်းမှာပဲပြန်လည်တော်မူခဲ့တာပါ။ကျောင်းထိုင်ဆရာတော်ဥတုဇာတဟာလက်နက်ကြီးကြောင့်နောက်ကျောင်းနဲ့လက်တွေမှာကြီးစားထိမှန်တန်ရာရရှိပြီးပြန်လည်တော်မူခဲ့တာဖြစ်ပါတယ် လိုင်းွယ်ကြေးပါထန်းနနက်ကြီးကြရောက်ပောက်ွဲတဲ့အချိန်ဟာကျုံတို့မျိုးအနီးမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်ကော့ဂရိတ်နဲ့ကြုံတို့မျိုးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လိုင်းွယ်ကျေးရွာကဒေသခံအများစုဟာကျေးရွာကနေစစ်ဘေးရှောင်နေရပြီးရွာမှာကျောင်းနေတန်းကအချို့နဲ့အိမ်ဆောင်အချို့သာကျန်ရှိခဲ့တာလို့ဒေသခံတွေထံကသိရပါဗျာ။ ီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစတင်ခဲ့တဲ့ကော့ကရိတ်ကြုံတို့တိုက်ပွဲကြောင့်ဒေသခံပြည်သူ20ဦးထပ်မံတေဆုံးထားပြီးဒဏ်ရာရသူ40နီးပါးရှိလာတယ်လို့စစ်ဆောင်ဥယျာဉ်တသိန်းကျော်အထိမြင့်တက်လာပါတယ်။ ီနယ်နောင်ချိုမြို့နယ်တရက်ချိုကျေးရွာမှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကလေးတူးအပါအဝင်ဒေသခံ၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်းတမတော် DNL ကထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။ ပြီးခဲ့တဲ့မေလ10ရက်နေ့ညနေ6နာရီချိန်ခန့်မှာမင်္ဂလာဆောင်ပြုလုပ်နေတဲ့နောင်ချိုမြို့နယ်တရချိုကြီးရွာကိုစစ်ကောင်စီရဲ့အမှတ်930မြောက်တပ်ကနေလက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်9နှစ်ရွယ်ကလေးငယ်တဦးပါဝင်ဒေသခံလေးဦးခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံးခဲ့ပြီးဒေသခံ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။အဲ့ဒီဖြစ်စဉ်ပြီးတရချာမေလ9ရက်မနက်6နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကတရချိုကြီးရွာနီးတစ်ဝိုက်ကိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အမှတ် 901အမြောက်တပ်ကနေ့လယ်12နာရီချိန်ကမှဒရုန်းနဲ့ဘုံငါလုံးလက်နက်ကြီးနဲ့ဆဲချိန်တိုက်ခိုက်မှုလုံဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်နောင်ချိုမြို့နယ်နောင်လင်းရွာနီးတစ်ဝိုက်မှာလည်းမေလ9ရက်ညနေ3နာရီခွဲချိန်ကမှစစ်ကောင်စီနဲ့ DNL တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြန်ပါတယ်။အဲဒီနေ့လယ်12နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကနောင်လင်းကြီးရွာထဲကိုဒရုန်းနဲ့ဘုံရှင်လုံးလက်နက်ကြီးနဲ့ခုနှစ်ကြိမ်ပစ်ခတ်ခဲ့တာပါ။စစ်ကောင်စီဟာမေလ6ရက်နေ့ကနေ 31ရက်နေ့အထိပြစ်ခတ်ရစေးရေးကာလဖြင့်ကြီးညာထားပေမဲ့ TNN ထင်းချုပ်ဒေသအတွင်းမှာဒိုးစစ်စင်တာလက်နက်ကြီးပြစ်ခတ်တာဒရုန်းနဲ့လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေဆက်လက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ တနင်္လာရီတိုင်းပလောမျိုးရှိပလောမျိုးမှရဲစခန်းဝင်ရောက်တိုက်ခိုက်ခံရတာကြောင့်ဒူရဲအုပ်အပအဝင်ရဲတပ်ဖွဲ့ဝင်2ဦးသေဆုံးတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခိုင်တရင်တစ်ထံကသိရပါဗျ။ဒီသတင်းကိုတော့ယွန်းကြည်ဗျာကပြောပြပေးမှဖြစ်ပါဗျ။ မနေ့မေလ9ရက်နေ့မနက်6နာရီအချိန်ခန့်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပလောမျိုးမရဲစခန်းကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်နှစ်ဖက်ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုတွင်ဒူရဲအုပ်တအူးနဲ့ရဲသားတအူးတေဆုံးခဲ့ပြီးရဲတပ်ဖွဲ့ဝင်6ဦးထံရရရှိခဲ့တယ်လို့ဗိခံတရင်တက်ပြန်ကြားရေးတာဝန်ခံကတင်လွှင့်ထားမှုပြောပါရယ်။ပြစ်ခတ်မှုတွင်စစ်ကောင်စီထံကနေတနက်တလက်ကြီတောင်း200အပါဝင်ဆက်ဆက်ပစ္စည်းတချို့ကိုတင်စီရမိခဲ့တာပါ ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ဘလောချေဆိုင်စစ်ကောင်စီရဲ့အမှန်၂၈ကခြေလင်းတက်ရင်ကနေစပူပြင်ကျေးရွာထဲကိုလက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံပြည်သူတွေဟာယာယီတိုင်းဆောင်ခဲ့ကြရပါတယ်အဲ့ဒီနောက်စစ်ကောင်စီတက်တဲ့ရဲအင်အား90လောက်ဟာအောက်ပောင်ကျေးရွာထဲအောက်ပောင်းအောက်ပောင်ကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးဒေသခံတွေဖြစ်တဲ့အသက်20ကနေ40ကျော်အမျိုးသား အမျိုးသား9ဦးကိုဖမ်းဆီးသွားပြီးဒီကနေ့အထိပြန်မလွတ်လာသေးဘူးလို့ဒေသခံတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့မေလ6ရက်နေ့ကလည်းဘလောမြို့အမှတ်2ရပ်ကွက်ရှိအရက်ဆိုင်မှာအရက်ထိုင်တောင်းနေတဲ့စစ်ကောင်စီရဲ့ပြည်သူ့စစ်ဖွဲ့ဝင်3ဦးပြစ်ခတ်ခံရတာကြောင့်ဒေဆုံးထားပါဗျ။စီစီမှာအဖမ်းခံထားရတဲ့ဒူတာဒေးဟာမြို့တော်ဝင်ရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးပါမယ်ရှင်။ ရုရှားနိုင်ငံမော်စကိုမြို့မှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့မေလ9ရက်နေ့တွေ့ဆုံမှုအတွင်းတရုတ်တံပရာရှီကျင်းစင်ကမြန်မာနိုင်ငံရေးလုပ်ငန်းစဉ်ကိုရှေ့တိုးဆောင်ရွက်ရမှာစင်ချင်းစဉ်းစားပြီးတော့လှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမော်နင်ကလူမှုမီဒီယာ expo မှာရေးသားခဲ့ပါတယ်။ ချုပ်ချာအာနာလွတ်လပ်ရေးနယ်နိမိတ်ဆိုင်ရာဂုံတိုက်ခါနဲ့နိုင်ငံတော်တည်ငြိမ်ရေးတေချာအောင်မြန်မာနိုင်ငံရဲ့နိုင်ငံတော်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းနောက်လိုက်ပါရမှာမြန်မာကိုတရုတ်ကကူညီပေးသွားမှာဖြစ်ပြီးပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကိုရှေ့တိုးဆောင်ရွက်ရမှာစင်ကျင်စင်စားဆောင်ရွက်ဖို့တိုက်တွန်းကြောင်းသမ္မတရှီကျင်းဖင်ကပြောခဲ့တာပါ မြန်မာနိုင်ငံမှာရှိတဲ့တရုတ်အမှုတန်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေဘေးကင်းစေရေးထိထိရောက်ရောက်ကာကွယ်ပေးဖို့လဲတမရရှိကစစ်ကောင်းဆောင်ကို ပြောပါတယ်။နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတားဆီးရေးပုံမှန်အားစိုက်ထုတ်ရေးလဲရှီကျင်းပြန်ကတိုက်တွန်းခဲ့ကြောင်းတရုတ်အစိုးရရဲ့ညင်ညာချက်မှာဖော်ပြထားပါတယ်။နာဇီဂျာမနီကိုအောင်နိုင်ခဲ့တဲ့နှစ်80ပြည့်အခမ်းအနားအတွက်မော်စကိုမြို့သို့ရောက်ရှိချိန်မှာသူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မေလ28ရက်မှာငလင်းလှုပ်ခတ်ပြီးတဲ့နောက်အခြေအနေတွေအတွက်မြန်မာနိုင်ငံကိုတရုတ်ကဆက်လက်ကူညီပေးသွားမယ်လို့ရှီကျင်းဖျင်ကပြောပါရယ်။မြန်မာပြည်ရင်းစစ်အတွင်းစစ်ကောင်စီဟာနယ်မြေတွေနဲ့တပ်စခန်းတွေအများအပြားလက်လွတ်ပေးထားရပြီးတိုက်ပွဲတွေအိမ်နီးချင်းနိုင်ငံတွေထဲဖိတ်ဆင်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေထွက်ပေါ်နေပါရယ်။စစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အချို့ကမေလ31ရက်နေ့အထိအပြည့်အခက်ရဲစဲရေးတပ်တန်းတိုးဖို့သဘောတူထားပြီးတရုတ်ကအပြည့်ရဲ့သဘောတူညီမှုစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့မြန်မာနိုင်ငံသို့ဆေလွှတ်ထားပါရယ်။ ုင်းမြင်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကသာသာပရိစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနှာတော်တာဆင်နိုင်ပါတယ်။သတင်းထိုင်းမြင်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X သတင်းထိုင်းမြင် website စာမျက်နှာနဲ့သတင်းထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သတင်းထိုင်းမြင်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနှာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။